ီကနေ့တင်ဆက်ပေးမယ့်ဇာလန်လေးကတော့ကိုရီးယားတို့ရဲ့ facet ဒေါ်လာရေးသမိုင်းအချိုးအကွေများကိုနောက်ခံထားကဘသူမှထင်မှတ်မထားတဲ့ဒလန်တဦးကြောင့်အဖိုးမဖြစ်နိုင်တဲ့ဒေါ်လာရေးသမားတို့ရဲ့အသက်ဘဝများပိစက်ခရကုန်များကိုဖော်ညွှန်းရိုက်ခူးထားပြီးအတွင်းဒလန်တို့ရဲ့ဇယိုင်းလက္ခဏာများဟန်ဆောင်ကောင်းမှုများအပြင်ဒေါ်လာရေးထဲမှာနက်နက်ရှိုင်းရှိုင်းထူပေါ့လှူရှားမှုတွေကိုသင်ငန်းစာယူပွဲတင်ဆက်ထားပါတယ်ရန်ကုန်ရဲ့ဇလန်လေးတစ်ခုဖြစ်ပြီးဇာဟင်တိဆောင်မှုကအနေငယ်ရှုပ်ဖေးတာမှုအဆုံးထိကြည့်ပြီးမှတ်သားလျင်ဇာဟင်လဲပါလိမ့်မယ် အချင်းက1910ရောကာလကိုရီးယားနိုင်ငံဟာဖက်ဆစ်ဂျပန်တို့လက်အောက်ကိုကျောက်ရောက်နေခဲ့ပြီးကိုရီးယားတော်လှန်ရေးသမားတွေဟာတရုတ်နယ်စပ်ဒေသတွေဖြစ်တဲ့ယူနန်နယ်နဲ့ရှန်ဟိုင်းနယ်တို့မှာအခြေစိုက်စခန်းများလှည့်ဝတ်တည်ဆောက်ခါဖက်ဆစ်စစ်တပ်ကိုအမြစ်ချဖို့ကြိုးစားရုန်းကန်နေကြတဲ့ကာလဖြစ်ပါတယ်။ယနေ့ခေတ်ဆိုးလူခေါ်တွင်နေတဲ့ရခိုင်ခေဆောင်းယုံမြို့အစင်းမြင့်ဟိုတယ်ကြီးတစ်ခုအတွင်းမှာဂျပန်မျိုးဆောင်တမူကြီးတာရိုချီရုတ်တရက်ရောက်ရှိလာတာမှုစားသုံးသူတွေဟာတခြားအထက်ကိုရှေ့ပြောင်းပြေးနေရပြီးကိုရီးယားခရိုနီဂန်အင်ဂူဆိုသူကအသင်းဆောင်ဂျူနီလီရဲ့ရွှေသားအတိအ င်ပြုလုပ်ထားတဲ့ business ကတခုခင်လက်ထိုးကစင်ရဲနှုံချထားတဲ့ကိုရီးယားနိုင်ငံဟာကြောက်သေးကြဖို့လက်နှလုံးလိုမှာဂျပန် Empire ကြီးရဲ့ခြေစူးကြောင့်စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာပါကြောင်းဖုန်းတော်ဖွဲ့နှုတ်ခွန်းလက်စကားဆူပြီးတကလာကိုရီးယားရဲ့ရွှေတထုတွင်းနုကန်ကွင်းတွေကိုတောင်းယူနေခဲ့ပါတယ်ခုစဉ်ရုပ်တရက်ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးတခုဖြစ်ပေါ်လာခဲ့ပြီးညီအောင်တော်လိုင်းရေးသမားလူငယ်တယောက်ဟာဂျပန်တပ်မှုကြီးနဲ့ဂန်အင်ဂူရူကိုဝင်ရောက်ပစ်ခတ်ပါတော့တယ်အပြန်အလှန်ပစ်ခတ်ကြရင်တော်လိုင်းရေးဘော်လူငယ်ဟာကြီးချီးမှန်ကခွက်ပြေးသွားခဲ့ပါတယ်ဂန်အင်ဂူကတော့ဂျပန်တပ်မှုကြီးကိုမရ မကတဲထုတ်ခဲ့ယူပြီးခဲ့ပါတယ်။တကယ်တော့စေတနာရှိလို့မဟုတ်ဘဲသူ့ရဲ့စီးပွားရေးအကျိုးမြတ်တွေမျောင်းရင်သွင်းခဲ့တာပါ။ဂျပန်တမူးကြီးဟာလည်းအသက်ရှင်ရရှိပြီးအသက်ဆုံးခဲ့ထုတ်ပြီးခဲ့သူဂန်အင်ကူကိုကျေးဇူးတင်နေတာကြောင့်ရွှေလုတ်ကွက်တီဟာလည်းဂန်အင်ကူလက်ထဲကိုရောက်ရှိလာခဲ့ပါတော့တယ်။တကယ်တော့ဒီလုတ်ချက်မှုဟာဂန်အင်ကူရဲ့မိမကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်ပြီးဝင်ရောက်ပြစ်ခတ်ခဲ့တဲ့တော်လိုင်းရဲဘော်ယွန်ဆော့ဂျင်ကိုလည်းအိမ်ထဲမှာဖွက်ထားပြီးခဲ့ပါတယ်။ဂန်အင်ကူရဲ့မိမဟာရင်ရဲတော်တော်လိုင်းသမားတူဦးဖြစ်နေခဲ့ပြီးဒီအကြောင်းအရာတွေကိုဖော်ထုတ်ရင်းဂန်အင်ကူကိုပါတခါလဲအ က်မှုတွဲလိုက်မယ်ဆိုတာကြောင့်ဂိုင်ရင်ဂုတိအောင်အောက်သက်သက်နဲ့ငြင်းညီခဲ့ရပါတယ်။ထိုနည်းညမှာပဲတောင်ဟင်းသမားယွန်စော့ကျင်းတဲ့အတူဂိုင်ရင်ဂုရဲ့မိမဟာအမွာသမီးငယ်နှစ်ယောက်ကိုချီကမန်ချူးနယ်စပ်ကိုရှောင်းနေဖို့အတွက်လမ်းချနှစီးနဲ့ထွက်လာခဲ့လိုက်ပါတယ်။ခရူနီဂိုင်ရင်ဂုကတော့ကိုရီးယားလူလေရိုင်းရဲ့သူ့ရဲ့စားပုတ်တဲ့အကောင်ပစ်ကောမှဆိုးတဲ့အတွက်မိမဖြစ်သူဘူးပါလမ်းမတဲ့အပြက်ရှင်းပြီးအမွာသမီးနှစ်ယောက်ကိုတော့ပြန်နေယူလာခဲ့ဖို့စီစဉ်ခဲ့ပါတော့တယ်။ဒါကူကျူရင်မိနေတဲ့မိမဖြစ်သူကလည်းလှင်းနှစီးကိုလမ်းခွဲကချီယာပြုတ်ဖို့ကြိုးစားခဲ့ပြီးမယ်။ကံမကောင်းခဲ့ပါဘူး။ တော်လှန်ရေးဓမ္မရွှေချင်းဟာလည်းခလီနဲ့အထင်းတော်ဘူးခပ်ပြေးစီကခုခံတိခန့်ရင်လက်တချုံးပြတ်သွားခဲ့ပါတယ်။တစ်ဖက်ကဂန်ရင်ကူးရဲ့ဇနီးကိုလည်းဖမ်းမိသွားခဲ့ပြီးနောက်ခလီကိုယူကဇနီးတဲ့ကိုပြစ်တက်လိုက်ပါတော့တယ်။ဒီဖြစ်ပျက်တွေဖြစ်ပျက်ခဲ့ပြီးနောက်နှစ်20အကြာကိုရီးယားတို့ဟာဖက်စစ်တော်လှန်ရေးကိုဆက်လက်တိုက်ဝဲဝင်နေစေဖြစ်ပြီးဂျပန်တို့ဟာလည်းရုပ်ရှင်ရုံများအတွင်း၌ဝါဒဖြန့်ဗီဒီယိုများကိုပြနေကအဝေးရောက်တော်လှန်ရေးအစိုးရအဖွဲ့ခေါင်းဆောင်ဂင်ဂူကိုစူချင်းယန်လာတော့ဂင်ဝွန်ဘုံကို စူဂျင်းယန်ရှစ်တော့အသည်းသည်ကြီးညာနေခဲ့ပါတယ်။ရုပ်ကျင်တိုက်ခိုက်မှုအတွင်းမှာလက်သချုံးဖြစ်ကအဖမ်းခံခဲ့ရတဲ့ယွန်းစော့ဂျင်းဟာလည်းပြန်လည်လွမြောက်လာခဲ့ပြီးတော်နိုင်ရေးတပ်ဖွဲ့များနဲ့တက်တက်ဆိတ်ဆက်တွေကလှူရှာနေစေပါ။ကိုရီးယားဝေးရောက်အစိုးရဖွဲ့လှုပ်ဝှက်ချစ်ဆိုင်ထားရာတရုတ်ပြည်ဟန်ကျူးမှာခေါင်းဆောင်ကြီးဂင်ဂူ၊ဂင်မွန်ဘုံနဲ့ယွန်းစော့ဂျင်းတို့သွင်းရောက်ပြည်ဆောင်ကြပြီးဂင်ရောင်ဆောင်မြို့ပြလှုပ်ဝှက်စစ်စင်ရေးတစ်ခုကိုအစီအစဉ်ရေးဆွဲခဲ့ကြပါတယ်။အရေးကြီးတဲ့စစ်စင်ရေးတစ်ခုဖြစ်တာမူသက်ဆိုင်ရာကဏ္ဍအသီးသီးမှာလူမတူအောင်ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးရဲဘော်၃ဦးမရှိမဖြစ်လိုအပ်နေပါ တယ်ပထမတဝူးကတော့မန်ချူးအခြေဆိုင်ကိုရီးယားလွတ်မြောက်ရေးတပ်တော်အစင်သုံးလက်ဖြောက်တပအန်အူယုံဖြစ်ပြီးလောလောဆယ်အခက်အရာရှိကိုပြန်လည်ပြစ်ခတ်မှုကြောင့်အချုပ်ကျနေပါတယ်ဒုတိယတယောက်ကတော့ဖောက်ခွေပြင်ငါရှင်ဟော့တိုဆန်ဆိုသူဖြစ်ပြီးလက်ရှိမှာအရေးသွေးနေတဲ့ဖောက်ခွေပစ္စည်းတွေကိုဈေးတင်ကကျင်းထည့်မှုနဲ့ကြီးအောင်နေရသူပါတတိယတယောက်ကတော့ကိုရီးယားတော်နိုင်ရေးတပ်ဖွဲ့အထုကွန်မတ်တို့သင်တန်းစဉ်ချူဆန်အိုးဆိုသူဖြစ်ပြီးအနက်ကြီးကိုအမိတော်ရထားသူလည်းဖြစ်ပါတယ်ရွှန်စုတ်ချင်းဟာဒီလူတွေကိုသွားရောက်စီယုံကရှန်ဟိုင်းမြို့မီရာဘူးဟိုတယ်သို့ ို့ဆောင်ပေးရမှာဖြစ်ပြီးဒီစစ်စင်ရေးကိုဂင်ဂူဂင်မွန်ဘုံရုံစော့ခြင်းနဲ့ခါကွန်ကြီးဆိုသူတခြားထိပ်ပန်းကောင်းဆောင်တဝူးသားလျင်ပြရှိခဲ့တာပါ ထောင်ထဲမှာတော့တနက်ကြီးဆိုသူကဗဟလကိုဖွင့်မှုကြိုးစားနေပြီးဟော့ဒေါ်ဆန်ဆိုသူကလည်းလက်လုံမန်းနဲ့နေရန်ကိုဖောက်ခွဲကထွက်ပြေးမှုကြိုးစားနေခဲ့တာပါ။ပောက်ကွဲတိုင်ရောဖက်ဆစ်စစ်သား၂ယောက်ဟာရောက်လာချိန်အထူးကွန်မန်ဒိုဟောင်းတနက်ကြီးဟာသူ့ရဲ့အစွမ်းစားတွေကိုထုတ်သွင်းကဂျပန်စစ်သား၂ယောက်ကိုအမှောက်သိမ်းခဲ့ပြီးနောက်ဒရဂွန်ဂျပန်စစ်သား၂ယောက်ရဲ့အဝတ်အစားများကိုယူဝစ်ခါခက်တီတီနဲ့ထွက်ခွာလာခဲ့ကြပါတယ်။တကားတစ်ခုရှိကိုရောက်မှာတော့သူတို့ကိုလာခဲ့ထုတ်ခဲ့ယွန်စော့ချင်တို့နဲ့တွေ့မိပြီးအဆင်တည်ပြေလွတ်မြောက်လာခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့လှုပ်ရမယ့်မစ်ရှင်ကိုလိမ့်လည်မှုနဲ့ကြီးအောင်နေရတဲ့ ဲ့ဟော်ဒိုဆန်ကဂုံကြီးစွာထောက်ခံပြောဆိုနေခဲ့ပြီးတနက်ကြီးဆိုသူကတော့သူ့အတွက်ဘာအကျိုးမြတ်ရမလဲလို့တွက်ချက်နေခဲ့ပါတယ်။နောက်တနေ့မှာတော့လက်ဖြောက်တနက်သမားအန်ဝယွန်းရှိရာမန်ချူးကိုရွှေစိုးချင်ဟာမြောင်ဦးဆိုတဲ့တော်လိုင်းရဲဘော်တယောက်နဲ့အတူရောက်ရှိလာခဲ့ပါတယ်။တကယ်တော့အန်ဝယွန်းဟာလွန်ခဲ့တဲ့နှစ်20ခန့်ကခိုင်အင်ကူးရဲ့အမျိုးသမီးထွက်ပြေးခဲ့စဉ်လူကယ်ခဲတဲ့အမွာကလေးနှစ်ယောက်ထဲကလွတ်မြောက်သွားခဲ့တဲ့အငယ်မလေးဖြစ်နေခဲ့တာပါ။အန်ဝယွန်းဟာဒီလူဝတ်စစ်စင်ရေးအတွက်ချက်ချင်းဆိုသလိုလက်ခံကရွှေစိုးချင်တို့နဲ့အတူထွက်ခွာလာခဲ့လိုက်ပါတယ်။ မြဘက်ခရီးစကြရင်တနီယာရောက်မှာကိုရီးယားတော်လိုင်းရေးတပ်ဖွဲ့တစ်ခုနဲ့ဖက်စစ်စစ်တပ်စစ်ကြောင်းတစ်ခုတို့ကြတိုက်ပွဲဖြစ်ပွားနေခဲ့ပြီးရွှေစင်ကတော့ကုမရှင်မဟုတ်တဲ့အတွက်ဝင်မပါဖို့တားခဲ့ပေမဲ့ဆက်သက်နဲ့တည်ရည်ုံပဲလို့အကြောင်းပြကဘလူးမှတားလို့မရတာကြောင့်ခွင့်ပြုပေးလိုက်ရပါတယ်ဂျပန်စစ်တပ်ရဲ့မိချီလွှတ်ချင်ခန္ဓာလေးအထွေးမှာဘူးပဲ one shot one kill နဲ့လက်စွမ်းပြက900လောက်ကိုတထိုင်နဲ့ထုတ်ခဲ့တဲ့ AO ရဲ့ sniper skill ကိုတော့ရွှေစင်နဲ့အပိမှတ်ပြုခဲ့ရပါတယ်ရှန်ဟိုင်းကဂျပန်ကောင်စုံဝင်ရိုးမှာတော့ဂင်းဘုံဦးဆောင်နဲ့ကိုရီးယားတော်လိုင်းရေးတပ်ဖွဲ့တွေဟာ ဂျပန်ထိပ်တန်းအရာရှိတွေကိုလုကြံကြမယ်ဆိုတဲ့သတင်းကိုတော်နေရေးထိပ်ပန်ခေါဆောင်တဦးဖြစ်သူခါကုန်းကြီးဆိုသူကဖက်စစ်စစ်တပ်ထံတွားရောက်သတင်းရောင်းနေခဲ့ပါတယ်။ဘသူဘဲဝါရင်ပါမယ်ဆိုတာသိချာမသိပေမဲ့လုကြံကြမယ်သတင်းဟာသိချာတာကြောင့်သူ့ကိုဘလောက်ပြီးမှလဲလို့ဈေးခုန်နေခဲ့တာပါ။ဂျပန်ထောက်လန်ရေးအရာရှိဆာဆာကီကတော့ပြတ်မှတ်မပေးကြတဲ့အထွတ်ငွေမပေးနိုင်မဲညှင်းလို့ခဲ့ပါတယ်။သိခါမရှိတဲ့တပူးသစ္စာဖောက်တွေကိုဖက်စစ်စစ်တပ်ဟာလည်းခွေးတတာဆွဆန်ကြတာမဆမ်းပါဘူး။ခါကုန်းကြီးကပြောတာပါ။ရုံစော့ကျင်တဲ့ရဲဘော်မြောင်ဦးတို့ဟာအန်အိုယွန်းကိုချဟိုင်း ယူပြင်သစ်ကောင်စုပွန်ယုံနာကမီရာဘိုဟိုတယ်ထံလိုက်ပူပြီးခဲ့ပါတယ်ဟိုတယ်ကကော်ဖီဘားမှာဂျပန်လူမိုက်တစုဟာရန်ကနေတာကြောင့်ဆိုင်းရှင်ဟာပြင်သစ်ရဲတပ်ဖွဲ့ကိုဖုံးဆက်ခါအကူအညီတောင်းနေရပါတယ်ကော်ဖီကူကိုစာအုပ်ထဲမှာသာဖတ်ပူးပြီးအပြင်မှာတခါမှမတော်ဖူးခဲ့တဲ့အန်ဦးရောဟာဝိတ်တာလာချပြီးတဲ့ကော်ဖီကိုဘလူးတော့မှမသိဖြစ်နေခဲ့တာမို့တဖက်စပွဲမှာထိုင်နေသူတဦးလုံးသည့်အတိုင်းလိုက်လံလုံနေရင်အမှတ်မထင်မျက်လုံးချင်းစုံပေါင်းမိခဲ့ပါတယ်မကြခင်ပြင်သစ်ရဲများရောက်ရှိလာကမှတ်ပုံတွေများဆစ်ဆင်းနေတာမို့ဗမှတ်ပုံတွေမှမရှိတဲ့အန်ဦးရောဟာလည်းစပွဲပေါ်က ဓာတ်တချောင်းကိုဖွဲ့ယူလိုက်ပြီးတက်ခိုက်ဖို့အသင့်ပြင်းနေချိန်တစ်ဖက်စပွဲမှာကော်ဖီတောက်နေသူကထလာကလူမရဲ့ခင်မောချစ်အနစ်နာခံကဟန်ဆောင်ပေးခဲ့လိုက်တာကြောင့်အဆင်ပြေသွားခဲ့ပါတယ်ဒီနောက်မှာတော့ထို့သူလည်းမဖလာတထေကိုလက်ဆောင်ပေးကပြန်ထွက်သွားခဲ့ပါတယ်ယွန်စွန်ချင်းရဲ့ရဲဘော်မြောင်ဦးတို့လည်းလမ်းပြီးစောတောက်ဆိုင်တစ်ခုပါပြန်ဆောင်ခဲ့ကြပြီးဘရူးလုံးရမယ်တောင်းဝန်ဤဖြစ်တဲ့ရဲဘော်တွေကိုရှာဖွေစည်းရုံးကသက်ဆိုင်ရာနေရာဌာနများသို့ပို့ဆောင်ပေးခဲ့ပြီးဖြစ်ထားမှုအန်ဦးယွန်းဟော်တော့ဆန်နဲ့တနက်ကြီးတို့ရဲ့တပ်ဖုံတွေကိုမိရှုဖြန့်စီပြရမယ်ဆော့ကရဲဘော်မြောင်ဦးထံကတော ောင်းယူပြီးနောက်တန့်စင်ကန်းသို့ထွက်လာခဲ့လိုက်ပါတော့တယ်။ မြေပေါ်တစ်ခုရှိကိုအရောက်မှာ၎င်းတို့ရဲ့တပ်ပုံလေးကိုတခြားစာအိတ်တစ်ခုနဲ့လဲလှယ်ကမြန်ဝူမြောင်တမင်မိရှုပြခဲ့လိုက်ပြီးနောက်တန့်စင်ကန်တနီယာမှာတော့ဂျပန်ထောက်ပံ့ရေးအရာရှိဆာဆာကီကိုရဲဘော်တို့ရဲ့တပ်ပုံများနဲ့တကွတီနီယာသတင်းအချက်အလက်များကိုရောင်းချပေးလိုက်ပါတော့တယ်တကယ်တော့ရစော့ချင်းဟာတော်လှန်ရေးထဲမှာခေါင်းဆောင်တယောက်အနေနဲ့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အတွင်းတလန်အကြီးစားတယောက်ဖြစ်နေခဲ့တာပါတချိန်ကတော်လှန်ရေးသမားရစော့ချင်းဟာခရူနီဂိုင်ဂူကိုလုံခြံခဲ့ပြီးဂိုင်ဂူရဲ့ဇနီးထွက်ပြေးရမှာလဲအတုခုခံ ံပေးခဲ့ကလက်သက်ချောင်းကိုဆုံးရှုံးခဲ့ရပြီးနောက်ဂျပန်တို့ကဖန်စီကစီချိုအေးမှာချော့တခါ6တလဲ brain wash လုပ်ခဲ့ပြီးအတွင်းတလန်အနေနဲ့တော်လှန်ရေးလောကရိတ်ကိုပြန်ထည့်ထားခဲ့တာပါရုံစွကျင်ရဲ့တရင်ပေးမှုကြောင့်ဖက်စစ်အကြဖက်စစ်တပ်ဟာမီရာဘူဟိုတယ်၌အန်အင်ဂျွန်ဟော်ဒိုဆန်မနက်ကြီးတို့နဲ့အတူတော်လှန်ရေးကောင်းဆောင်ဂင်းမူဘုံတို့အားလုံးစုံကြမဲ့မနက်10နာရီအချိန်ကိုစောင့်ဝါတခါတည်းအမိဖမ်းမှုစီစဉ်ကြပါတော့တယ် ပြည်သူလူထုတရက်လုံးအတွက်အသက်ဘေးကတိုက်ပွဲဝင်ကြရုံနဲ့တော်လန်ရေးသမားတစုဟာအတွင်းတလန်တယောက်ကြောင့်ဘလူးကန်ကျမမျိုးတွေဂျုံတွေ့လာရမလဲဆိုတာကိုတော့အပိုင်းနှစ်မှာဆက်လက်တင်ပြပေးသွားပါမယ်။